ကဲဒါလေးကတော့ platform နဲ့အတွက်အသုံးတည့်ဆုံးနောက်ဆုံးပိုင်းလေးပေါ့နော်အဲကျွန်မကတို့ကိုဘယ်လိုသင်လဲဆိုလို့ရှိရင်ကြည့်ရအောင်အာဒီတနေ့ကပြောခဲ့ပြီးသားရဲမှာဗာလဲဆိုရင် platform တွေပေါ့နော် platform တွေမှာဗာတွေရှိကြလဲလို့မေးလို့ရှိရင် web 0 web 1 web 2ပြန် web 3 web 4ဆိုပြီးတော့မှလေး၅မျိုးရှိမှာပေါ့အဲ့ဒီ web တွေကိုဘာဖြစ်လို့ကျွန်တော်တို့က တနေ့ရတဲ့တစ်မျိုးတည်းသုံးလို့မရပဲね form တွေအမျိုးမျိုးပြောင်းသုံးရတာလဲဆိုတဲ့ဟာတွေကိုပြောပြချင်ပါတယ်เนาะအဲဒါဆိုလို့ရှိရင် yeah ပထမတစ်ခုပေါ့ she go to school every day ဒီမှာဒီမှာ she go to school every day ဒီမှာ every ဆိုတာက သူ့ရဲ့ keywords လေးကဘာလဲဆိုရင်အဲ present tense ကိုညွှန်းတယ်။ဟောဒီမှာ subject ကရှိတယောက်တည်းဖြစ်တယ်ဆိုရင်ကျွန်တော်ဒီမှာ geo ကိုလို့ရင်မှားမယ်ပေါ့။ဒါကြောင့်မို့သူ့ရဲ့ form က present tense မှာ es ဆိုပြီးတော့မှထည့်ပေးရမယ်ပေါ့နော်။နောက်တစ်ခုကကျရင်မှာဒီတိုင်းလေးပဲရေးပေးထားတယ် she go to school yesterday ။ဒါပေမဲ့သူ့မှာပါနေတဲ့ keywords လို့ခေါ်တဲ့ time is လို့ရှိရင် yesterday မနေ့ကသွားခဲ့တာဖြစ်တဲ့ကြောင့်မို့ကိုဒီတိုင်းရေးလို့မရဘူး။ကျွန်တော်က went ဆိုပြီးတော့မှအဖြေရေးပေးရမယ်ပေါ့။ နောက်တစ်ခုလည်းအတူတူပဲပေါ့နော် tomorrow tomorrow ဆိုတာ future ကိုပြောတာမနေ့ဖန်မှာကျောင်းကိုသွားလိုက်မယ်လို့ပြောတာဖြစ်ရကြမို့ go တိုင်းရေးလို့မရဘူး well go she will go to school ဆိုပြီးတော့မှသုံးပေးရမှာဖြစ်တယ်အဲ့လိုပဲနောက်ဆုံးတစ်ကြောင်းမှာ she eat dinner at the moment at the moment ဆိုတဲ့အတိတ်ပဲပါလဲဆိုရင်အခုလက်ရှိအချိန်သူက ဘာကိုညွှန်တာလဲဆိုလို့ရှိရင်အခုလက်ရှိနော် present continuous ကိုညွှန်တာဖြစ်တဲ့တကြောင်မို့ she is eating dinner ဆိုပြီးတော့မှဒီ verb form ကိုပြောင်းပေးရမှာဖြစ်ပါတယ်အဲ့တော့အခုဒီမှာပြကျွန်မရေးပေးထားတဲ့စာကြောင်းမှာပါတဲ့ verb တွေအားလုံးက verb 0တွေဖြစ်နေတာဒီမှာလေးပဲကျွန်မဒီမှာ verb 0ယူပြထားတယ်ပေါ့နော်ဒါကြောင့်မလို့ verb 0ယူအမြဲတမ်းနေရာတိုင်းမှာသုံးလို့မရဘူးလိုအပ်ရင်လိုအပ်တယ်လို့ကျွန်မတို့ကပြောင်းပေးရမယ်လို့ ပြောတာပေါ့နော်အဲ့တော့ဘလို့ပြောင်းရမှာလဲဘလို့လိုအပ်တယ်လို့လဲဆိုတာကတော့ဟောဒီ keywords တွေပြောချင်းဖြစ်ပါတယ်အဲ့တော့တခုချင်းစီတဲ့ keywords တွေလည်းပဲဒီဘက်တောင်းလေးတွေမှာထည့်ပေးထားတယ်ပေါ့နော်ဒါလေးကိုဆက်ပြီးတော့မှကြည့်ရအောင်။အဲဆိုလို့ရှိရင်ဒီမှာ verb 0ဆိုလို့ရှိရင်သူက verb to do ရဲ့ modal verb တွေကိုပိုင်ဆိုင်မှုနဲ့သူ့ရဲ့အပိုင်းတင်ထားတယ်ဆိုပြီးဒီမှာတင်ထားပေးတယ်ပေါ့။ verb 0ဒီဘယ်သူ့ကိုပိုင်လဲဆိုရင် verb to do နဲ့ modal verb ကိုပိုင်တယ်။သူကဘယ်သူ့ကိုမှမပေးဘူးပေါ့။ ဟုတ်ပြီနော်နောက်တစ်ခုကကျတော့ဗာလဲဆိုရင်တကယ်လို့လိုအပ်ခဲ့တယ်ဆိုရင် तू က verb 1ကိုပြောင်းရတော့မယ် verb 1ကိုပြောင်းမယ်ဆိုလို့ရှိရင် verb 1မှာ subject ပေါ်မှာမူတည်ပြီးတော့မှ subject ကတစ်ခုတစ်ကောင်းနေဆိုလို့ရှိရင် SES IES တွေကို verb 2ကိုလိုက်ပြီးတော့ပုံစံပြောင်းပေးရမယ်လို့ပြောထားရင်အဲ့တော့ verb 2ဆိုလို့ရှိရင်တော့ကျမတို့က go ပြရမလို့ဘူးတို့ရဲ့ simple past တွေဖြစ်တဲ့ went went တို့နော်နောက်က SLAPD လို့ပေါ့နော် verb 2တွေကိုရေးပေးရမှာအဲ့တော့ verb 1မှာရော verb 2မှာရောနှစ်ခုလုံးကအခုကြိယာမလို့ ဒီထိရမယ်နော်အဲ့တော့ verb 0ကဘာလဲဆိုရင်သူ့ရဲ့အကိုကရိယာသူပိုင်ဆိုင်ထားတဲ့အကိုကရိယာနှလုံးက verb 2နဲ့ modal verb ဖြစ်တယ် verb 1နဲ့ verb 2ကအကိုကရိယာမလို့ဟုတ်ပြီနော်အဲ့တော့နောက်တစ်ခုက verb 4 verb 4ကဘာလဲဆိုရင် verb ing ဖြစ်ပါတယ် verb ing ကကျတော့ continuous လို့ခေါ်တယ် past continuous present continuous ပေါ့နော်အဲ့တော့ ဒါဆိုလို့ရှိရင်သူက ing မှာအမြဲတမ်းသူ့မှာအကိုကရိယာဗာလဲဆိုရင် verb to be လေးလိုနေတယ်ပေါ့နော် verb to be နဲ့တွဲပြီးတော့မှသုံးပေးရမယ်ဒါကြောင့်မို့ဒီစကလုံးမှာဆိုလို့ရှိရင်ကျမတို့က verb to be ဟာအကိုကရိယာဖြစ်ပါတယ်ပေါ့နော်နောက်ဆုံးတစ်ခုကကျတော့ have plus verb 3ဒါကတော့သူတို့လေးတွေငယ်သေးတော့ perfect tense ဆိုပြီးကျမသင်မထားသေးဘူးသို့တော့1 2 3 4 0 1 2 3 4လို့ပြောရင်မှာ3လေးကလွတ်နေတဲ့အတွက်ကြောင့်မို့ဒီမှာ verb 3ကိုတော့ထည့်ပြီးတော့ဆွဲပေးထားတယ်ပေါ့အဲ့တော့ verb 3ရလဲ verb 3ထဲမှာလဲပဲ verb 0မှာ modal verb နဲ့ verb 2တို့ကပိုင်ဆိုင်နေ verb 1 verb 2ကအကူကရိယာမလိုဘူးအဲ့ဒီမှာ verb ing ကကျတော့ verb 2 be ကိုအကူကရိယာယူထားတယ်ဒါကြောင့်မလို့ verb 3ကကျတော့ verb 2 have ကိုအကူကရိယာလေးနဲ့ကြံနာခြင်းတွဲပေးထားတယ်ဆိုပြီးတော့เนาะကလိန်စီညာစင်ထည့်ထားအဲ့တော့ဒီမှာဆိုလို့ရှိရင် verb 3 နဲ့ verb ing တွေက main verb ဖြစ်ပြီးတော့မှာ have နဲ့ verb to be ရကြတော့အကူကရိယာတွေဖြစ်တယ်ဆိုတဲ့ဟာကိုပြောထားတယ်အဲ့တော့ဒီဘက် down နေမှာကြတော့အခုဒီမှာတော့မလုပ်ထားလဲဆိုလို့ရှိရင် keyword ကိုခေါ်တယ် keyword တွေလို့ခေါ်တယ် time expression လို့ထည့်ပေးထားတာပေါ့နော် always usually sometimes ဒါတွေကလည်းသူ keywords နဲ့သူတင်ပေးထားပါတယ်အဲ့တော့ perfect tense တစ်ခုပဲနောက်မှတင်ပါမယ်ဆိုပေကျွန်မဒီမှာရေးပေးထားပါတယ်ဒါလေးကိုအလွယ်ရှင်းပြပေးရဖြစ်ပါတယ်အားလုံးနားလည်မယ်လို့ယူဆပါတယ်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်